ျွန်တော်တို့တိုင်းပြည်တွေတရုတ်လာတော်တော်ကိုယုံဖို့ကောင်းတဲ့အောက်ခံစားပဲ။နောက်ကျောင်းမျိုးတော်နိုင်ရဒီနေ့လေးနှစ်ကျော်ငါးနှစ်ထဲဝင်လာတဲ့တိတောက်ခံနိုင်တယ်ဆိုတော့တကယ်ကိုတည်သူ့ရဲ့ပါဝင်မှုအင်အားကောင်းလို့လား။အဲ့လိုပြည်သူပါဝင်မှုကအင်အားမကောင်းခင်မျိုးတော်နိုင်ရပြတ်သွားတာကြားထားတာ။ပြန်နေတဲ့ပေါ်တဲ့ထိုင်တည်နေမယ်ဆိုရင်ပြန်နေတဲ့တယောက်ကဆွဲပေါက်သွားမှာပေါ့။မပြီးလားပြီးလားမအေးဘူး။ TNN ရောအေးရောလောက်လို့မရဘူးဆို KIA ထက်လာတာ။အဲ့ဒီတုံးဘက်ပြတ်သွားပြီလေဆိုသွားပြီးတော်နိုင်တယ်။ပြီးပြီ။နော်။ဘာလဲအလုံးနဲ့ဆင်းလာမှာ။အဲ့တော့ဒိုင်းနာလက်မှတ်ကိုင်းဒီအနေနဲ့ ခေါင်းဆောင်ပိုင်းတွေအရန်ရေးကြီးပဲကိုအောက်ကတိုက်ထားတဲ့ငင်သားတွေဘဝကိုကြည်ပေးပါကိုအောက်မှာလက်တီးနေတဲ့ပြည်သူတွေရဲ့မျက်နှာကိုကြည်ပေးပါဒီကာလကကျွန်တော်တို့တိုင်းပြည်နောက်ဆုံးအဆုံးဖြတ်ကာလပါအဖက်ဖက်ကရုပ်မှခန်းနေရတဲ့ကျွန်တော်တိုင်းပြည်အတွက်ကျွန်တော်တို့တွေစီးလုံးဖို့ပဲလိုတော့စီးစီးလုံးလုံးတွေတုတ်ပြန်ကြမှာကျွန်တော်နိုင်ုံနိုင်တယ်ဘဒုဖီကမှကြောက်စရာအကြောင်းမရှိဘူး ထိမ့်ချုပ်ထားတဲ့မျိုးတွေကနေပြန်ဆုတ်ခိုင်းတဲ့စစ်ကောင်စီကို TNA တုတ်ပြန်ချက်နဲ့တရုတ်ကိုတိုင်းရင်းသားလက်နက်ကင်ပေါင်းစုံစုပေါင်းပြီးကန့်ကွက်ကြဖို့ကိုစီပြောပြီး2029စစ်စင်ရေးအတွင်းတောင်းတက် TNA တိမ့်ပိုက်ထိမ့်ချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုကြောက်မဲတီဘောမိုးမိတ်နဲ့မန္တလေးတိုင်းမိုးကုတ်မျိုးတွေကနေဆုတ်ခွာဖို့တောင်းဆိုခဲ့တယ်လို့ TNA ဘက်ကထုတ်ပြောလာပါတယ်တရုတ်ဆိုရစီစဉ်မှုနဲ့တရုတ်နိုင်ငံကူမင်းမြို့မှာနှစ်ဖက်ကိုယ်စားလှယ်၍ April 28 29ရက်ကနှစ်ရက်ကြာဆွေးနွေးခဲ့ကြပြီးမယ်စစ်တပ်ရဲ့အထက်ကတောင်းဆိုချက်ကြောင့်ဆွေးနွေးပွဲမအောင်မြင်ပဲပြီးဆုံးသွားပါတယ် TNA ဘက်ကတော့တင်ပိုက်ထားတဲ့မြို့တွေကိုအဆုံးထိကာကွယ်သွားမယ်လို့ဆိုပါတယ်ထင်းချုံမြို့အများပြားကို TNA ဆွန့်လွတ်ရန်စစ်ကောင်စီတောင်းဆိုသည် DNLA ထိမ့်ချုပ်ထားသည့်ဆဲနှစ်မျိုးနယ်အနက်နတ်ဆန်နှင့်မန်တုံတို့တွင်သာတက်ဆွဲရန်စစ်ကောင်စီကလိုလားသည်ဟုဆိုသည်ကျွန်တော်တို့တိုင်းပြည်အတွက်တရုတ်ကတော်တော်ကိုယုံဖို့ကောင်းတဲ့အောက်တန်းစားပဲ။နောက်ကျောင်းလူဦးတော်နိုင်ရဲ့ဒီနှစ်၄နှစ်ကျော်၅နှစ်ထဲဝင်လာတဲ့အထိတောက်ခံနိုင်တယ်ဆိုတော့တကယ်ကိုတည်သူ့ရဲ့ပါဝင်မှုအင်အားကောင်းလို့လား။အဲ့လိုပြည်သူပါဝင်မှုတော့အင်အားမကောင်းခင်လူဦးတော်နိုင်ရဲ့ပြက်သွားတာကြာထတာ။ ဒီနေ့ဒီအချိန်ကြီးကောင်းခဲ့တဲ့အင်အား600တာလေးဒါတော့ကန်ထားနိုင်တယ်။ဘာဖြစ်လို့လဲနိုင်ငံတကာရဲ့ဖိအားအထူးသဖြင့်တရုတ်အိန္ဒိယထိုင်းနော်လက်ရှိထိနေတဲ့မှာတော်လိုင်းရဲ့ဘက်ကရက်တည်းတိုက်တယ်ခုမှမရှိဘူး။မလွဲတာလို့လားဟိုဘက်ဒီဘက်ဟိုလိုလိုဒီလိုလိုလောက်ပြတဲ့အနေထားပဲရှိတယ်။အခုတရုတ်ဆိုရင် MNDAA ကိုလာရှုကနေစုပ်ပါဖို့အတင်းဖိအားပေးပြီးစုပ်ခိုင်းတယ်။ MNDAA စုပ်ပေးလိုက်တယ်။အခုတခါ TNNAO ကထပ်ပြီးတော့တိမ့်ပိုက်ထားတဲ့နယ်မြေတွေကနေစုပ်ပါဖို့အတွက် ပြီးတော့တခါ PR ဖြတ်ပြီးဆွေးနွေးခိုင်းတယ်။နော်အဲ့တော့ဒီစစ်ခေါင်းဆောင်တွေဒီကောင်တွေစောက်ရှက်မရှိတော့ဘူး။သူတို့တော့ဒါနဲ့ထည့်ပြောစရာအကြောင်းမရှိဘူး။ဘာလို့ဆိုတော့စစ်တိုက်လို့မနိုင်လို့ဖေအုံသွားပုတ်ပြီးတော့တောင်းခိုင်းတယ်ဆိုတော့ဒီဒီစစ်ဘုံကြုတ်တရားလေးသူတို့ပြောစရာစကားလုံးမရှိတော့ဘူး။ဒါနောက်တော့အချက်တရားမဲ့တဲ့ကောင်တွေ။အဲ့တော့လက်ရှိသတင်းကိုအရင်ပတ်ပါ။လက်ရှိမြန်မာနိုင်ငံဟာအချိန်ကြီးဒီပွဲမှာနိုင်အောင်တိုက်နိုင်တိုက်နိုင်ကြမတိုက်နိုင်လို့ရှိရင် မင်းကမင်းပလောင်လားပပိုလားရှမ်းလားဗမာလားကရင်လားမသိဘူးမသိဘူးအနောက်တစ်ချိန်မြန်မာနိုင်ငံကလေတရုတ်တွေကြီးစိုးပြီးတော့အဲ့တရုတ်တွေရှိမှအဲ့ဒီဒိုင်းရင်းသားတွေကပြန်ပြီးတော့ကျွံပြန်ခံတယ်အခုတော့မှနေဆက်ဒေသတွေပဲကြီးလာတယ်နော်အဲ့တော့ကျွန်တော်တို့ဒိုင်းရင်းသားလက်ထက်ကိုင်းတွေအထူးသဖြင့်ဒီမြောက်ပိုင်းကဒိုင်းရင်းသားလက်ထက်ကိုင်းတွေအနေနဲ့နော်ပြည်သူတွေအားလုံးရဲ့ရင်ထဲမှာပါရှိရဆိုခင်ဗျားတို့ပဲကြီးမဖြစ်နိုင်တဲ့အရာကိုဂရုစိုက်ဆံမလို့ခင်ဗျားတို့နောက်မှာပြည်သူတွေရှိတယ် နော်အခုမိုးကုတ်ကမိုးမိတ်တို့မန်ဒီဝင်းတို့တောက်မဲတို့အထိတိုက်ထားတဲ့အရာတွေအဲ့ဒီမှာတေခဲ့ရတဲ့တော်ဆိုင်ကြီးရဲဘော်ဘယ်လောက်ရှိလဲအားနဲ့ပေါက်ပြီးတိုက်ခဲ့တာမဟုတ်ဘူးဂန်းနဲ့ပြစ်ပြီးတိုက်ခဲ့ရတာအဲ့တော့သူတို့ဘက်ကကြားတယ်ကိုယ့်ဘက်ကကြားတယ်သူတို့ဘက်ကကြားတဲ့ကောင်ကစစ်ပွေးတွေကိုဘယ်သူမှလာမှုထားတာမဟုတ်ဘူးသူတို့စစ်တပ်ကိုလည်းလည်းတမ်းထားတာမဟုတ်ဘူးစစ်သားတယောက်တွေကလည်းပြောနေတမ်းမတမ်းကြားသွားတော့စစ်ကိုတို့ပြောရင်ခုံမှုအေးဒါပေမဲ့ကျွန်တော်တို့တော်ထိုင်ကြီးအင်အားစုဘက်ကကြားခဲ့တဲ့ရဲဘော်တိုင်းတန်ဖို့ကဖြတ်မှန်အဲ့ဒီအတွက် PNN အနေနဲ့ เนาะတိထားမှာကနောက်တစ်ခါဆွေးနွေးခွင့်ရလို့ရှင်လဲသူတို့အိပ်ပဲမဲ့အရာတွေတောင်းစီရအကြောင်းရှိတော့ကျွန်တော်တို့တိုင်းပြည်ကဒီပြင်ဆက်ပြစီရမလို့တော့ဒီတစ်ချိန်မှာနိုင်အောင်တိုက်နိုင်တိုက်နိုင်ကြမတိုက်နိုင်တော့ပြီမြန်မာပြည်ကပြစ်ပြီဒိတ်နေတယ်ဘာလို့မင်းအောင်နိုင်ကသူအာဏာရဖို့အတွက်တရုတ်ကိုအခုလို့တွားခေါ်လာဆိုတော့တရုတ်ကအကျိုးအမြတ်မရှိဘဲနဲ့တရုတ်အလုပ်လုပ်တဲ့နေရာခင်ဗျားတို့မြင်ဘူးလားအဲ့ဒီမင်းအောင်နိုင်ဘာလို့လဲအောက်ကလက်ကုပ်ပြီးနေတဲ့ခွေးသားတွေခွေးမတွေကငါမေးတယ်။တရုတ်အကျိုးအမြတ်မရှိဘဲနဲ့အလုပ်လုပ်တဲ့ဟာမင်းတို့မြင်ဘူးလား အေးအဲ့တော့မင်းတို့တိန်းကထိထားတဲ့ဒီနောက်မင်းတို့ကမင်းတို့စောက်လုံးမကြလို့ပြန်မတိုက်နိုင်မင်းနဲ့တရုတ်ကိုတွားခေါ်အကျိုးအမြတ်တိုင်းပြည်ကြီးရဲ့အကောင်လုံးထုတ်ပေးပြီးတော့ဒီဒေသကိုပြန်ရအောင်လုပ်တာအဲ့ဒါတိုင်းပြည်ရောင်းစားနိုင်အတူတူပဲအဲ့ဒီနေရာတွေအားလုံးကအခုပြစ်ဆုံးတေယုပိုလန်အကုန်ပါမှာအဲ့တော့တိုင်းပြည်ရောင်းစားနေတဲ့အရာကြီးကိုမင်းတို့တွေတမိုင်းတရကံဖြစ်မဲ့ရတယ်တော့အခုတကယ်ဒီတစ်ခါရဟိုဘယ်လိုလုပ်လဲဦးဒီတင်းကတော့ဟောနေအဲ့အောင်လို့မဆိုဘူးဟာတော့နောက်တော့မလုပ်တိုင်းပြည်ပေါ်ရုံးမှမစင်စားသေးရဲဆိုတဲ့ဟာကို နားရက်နားကြီးအောင်ငါတို့မှအားကိုးစရာခေါင်းဆောင်မရှိတဲ့အတွက်နော်အဲ့ဒါဒီအစိုးရလက်ထက်ခြံစည်းကိုပိုးပါတယ်မေလို့တယောက်ကဒေါ်ဆန်းစုကြည်ကဘာတိတရားဝန်စားဖော်ပြကွက်တယ်ချက်ချင်းခြံစည်းကိုပြန်ဆုံးပေးရတယ်ဒါတွေကိုတိတဲ့တယောက်ကပြည်သူအစိုးရတက်လာသူတို့ရုပ်မှကျရင်ရုပ်မှလို့မရဘူးအချောင်နိုင်ကျရင်နိုင်လို့မရဘူးခိုးကျင်တယ်ခိုးလို့မရဘူးအဲ့ဒီအတွက်ဒီစစ်ပိုချုပ်တည်းရှိမှာမင်းအောင်နိုင်မှာမဟုတ်ဘူးနော်မင်းအောင်လိုင်နေရမှာအမီးကိုဖျက်ပြီးပွေးတဲ့ကောင်ဦးတဲ့ကောင်နော်အဲ့သူကာထောက်အင်ဂျီခိုးပေးထားလိုက် အဲ့အဲ့ခွေးကိုလည်းအပြုတ်ကလက်ခံလိုက်တယ်ကျွန်တော်ပြောတာမပြောလို့လုပ်ကြည့်အခုအာနာပိတ်မင်းရောက်နိုင်ရမှာခွေးကိုအမီးဖြတ်လိုက်ပြီးမင်းရောက်နိုင်ဖို့တဲ့ကာဝေးဦးစီးချုပ်အင်းကိုဝတ်ပြလိုက်အဲ့အဲ့ဒီခွေးကိုအပြုတ်ကလူရတွင်းလိုက်တာဘာဖြစ်လို့လဲရှင်းတယ်ဒီတိုင်းကြီးကိုဒီလိုမျိုးနှိမ့်ညောင်းလုပ်ချင်တယ်မင်းရောက်နိုင်ဖို့မဟုတ်လို့လူရတွင်းတာမင်းရောက်နိုင်နေမှာခွေးဆိုတဲ့အဲ့ခွေးကိုလူရတွင်းမှာဘာဖြစ်လို့လဲသူတို့အကျိုးအမြတ်အများကြီးပဲအများကြီးပဲဘာလို့လဲကောင်းခဲ့တဲ့နှစ်တွေလေးကကျွန်တော်အဲ့ဒီဘက်ကိုသွားတယ်ကျိုးဝိုင်းတစ်ခုဒီက900 ီတတော်နော်ဒီတတော်ကျုပ်အေက900ရောက်အချိုးချောင်းစင်းနဲ့ရောက်လို့ပဲတတ်တိုင်းမှုလည်းရောက်တိုင်းမလားနော်ဒီမှာမှုလည်းရောက်တိုင်းမလားယောအဘွားအစစ်စစ်ခွန်ပြီးလို့ရှိရင်အချိုးချောင်စင်းနဲ့ဒီဒီကတဘောပေါ့900ဆို900ပြီးလို့ရှိရင်ရန်တင်းကလည်းအကုန်လုံးခေါ်ချတယ်ကျွဲတွေနွားတွေထုတ်တော့မဟုတ်တော့တောင်တွေလူကူစားနဲ့ထိုးချရတယ်အကုန်လုံးလမ်းတွေဖောက်ပစ်တယ်ပြီးရင်ထုတ်လို့ရင်ဂရိတ်တွေလာတယ်နှစ်ဖက်လောက်ရှိတဲ့ဂျုံးပင်ကိုအမြစ်ကစားတူးပြီးတော့22ဘိတ်ကားနဲ့ပြေးလို့နေသွားတယ်တောင်တောင်တက်ပစ်ဆိုအမြစ်ကောက်ဖို့အကုန်လုံးတည့်သွားတယ် အဲ့ကောင်တွေပြန်ထွက်ရင်အဲ့ဒီတက်တော့မှတိရောပဲကြံနေခဲ့အမြင့်တော်မကြံတော့အဲ့ကောင်ပြင်ရတော့အဲအစိုးရတက်လာတဲ့အချိန်မှာတစ်ထုပ်လုံးရေကိုပိတ်ခဲ့တယ်လိုင်စင်ရှိပြီးတဲ့ကုမ္ပဏီကလွတ်လိုင်စင်အစ်စ်မချပါနဲ့ပိတ်ခဲ့တယ်အဲ့ဒီအရာအခုမင်းအောင်နိုင်တဲ့ခါမှာအကုန်ပြန်ပြည့်စည်တယ်အဲ့တော့တဘာဝတင်ရဇာတမြေပြီးမြေရှားစားပြီးအကုန်လုံးကိုအချောင်တိုက်ဖို့လုပ်နေတဲ့တရုတ်ပါဒီတိုင်းသားနဲ့နှစ်တိုင်းတွေကိုမိမျိုးစုံနဲ့ပြဿနာရှာသူလုံရင်စစ်ကိုတိုက်ခိုင်းတယ်သူအခုလုံးပြန်ချုပ်တယ်အဲ့တော့အောက်ရှေ့မှာတိုက်နေရတဲ့ရဲဘော်တွေရဲ့ဘော်ကအတက်တည်ပြန်တယ် ဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်ကတိုင်းသားတစ်သက်တိုင်းအဖွဲ့အစည်းနဲ့လည်းတည်ထားပါကကျွန်တော်တို့ခေတ်ကိုအမိလိုက်ပါ။နောက်ကိုရီးယားကဘိုးကြီးရောက်ပြောတယ်ကျွန်တော်ဘယ်အဖွဲ့လို့ပြောချင်။အာဖြစ်တယ်ညာတော့ဖြစ်တယ်ဘာသူပြောတဲ့စကားထဲမှာဟိုတီတူကိုမနေ့မရှိပဲနဲ့စစ်ခေါ်လာအောင်မတင်ရဘဲနဲ့တိုးတိတ်တိတ်လုပ်ဖို့မပေါင်းညာတော့ခင်ချင်းမတူတော့ဘူး။ဘိုးတိုးတိတ်လုပ်နေခင်ဗျားတို့ဘာလုပ်နေခင်ဗျားတို့ပြည်သူယုံကြည်မှုဘယ်လောက်ရှိလဲ။အဲ့ဒါလေပြည်သူမပါတဲ့ခင်ဗျားတို့ဘာလုပ်ပြရလဲ။ဒီပေါင်း80တိုက်လာခဲ့ဘူးဟာပြီ။ခင်ဗျားတို့တွေဆွေးနွေးလာတဲ့ပေါင်း80ပြည့်ပြီ။ ဒီကလာကအဲ့ခွန်ဆယ်ကအဟောင်းတွေအပေါ်ထားပြီးဆက်မှာကလာဒီဒီရောက်နေတဲ့ခက်အနေထားတိုင်းနော်ဒီခက်မဲ့ဘက်ခက်ပဲအုံနောက်တွေအတွေးခေါ်တယ်ဒါတွေနဲ့တိုက်လာမယ်အချင်းငါတို့ကအတလုံးတိုက်လာတဲ့ဟိုနေ့တွေမှာကွာဆိုပြီးတော့ချက်ဆက်အောင်ချက်ဆက်အောင်မတိတဲ့ခက်မောင်းတော့အဲ့တော့ပြောရမယ့်ဟာကဒီအချိန်မှာကျွန်တော်တို့တွေကဘလောက်စူးစိမ်းနိုင်လဲအခု TNN ကိုအယောက်ကဖိကားပေးနေ TNN အနောက်မှာရှိတဲ့ဘက်ကိုပြန်ပြီးတန်းထောက်ပေးလိုက် အများကြီးလုံးစံမလုံးစံဒီကစတာတက်ခွက်တယ်အဲ့ဒီမရှိကိစ္စကလာပေါင်းဆိုလာအဖွက်ဆုံးပေါ်ပေးလိုက်နော် KNU ကစပြီးတော့ညီမတိုင်းလာလာကိုင်းတပုတ်ကြီးနော်နာမည်တက်ခါ TNA တက်ခွက်လေးထိုင်ကြည့်နေမယ်ဆိုရင် TNA ရဲ့ပြုတ်ကစွဲပေါက်သွားတယ်ပြီးလာပြီးလာမှာ AA ကို TNA ရော AA ရောလှုပ်လို့မရလို့ဆို KNU ထက်လာတယ်အဲ့ဒီတုံးခွက်ပြတ်သွားပြီလေဆိုသွားပြီးတော်ထိုင်နေပြီပြီနော်ဘယ်လောက်နဲ့စင်လာစင်လာ အဲ့တော့ဒိုင်းနဲ့လက်နဲ့ကင်တဲ့အခေနဲ့ခေါင်းဆောင်ပိုင်းကိုအရန်ကြီးကြီးပဲကိုအောက်ကတိုက်ထားတဲ့ငယ်သားတွေဘဝကိုကြည့်ပေးပါကိုအနောက်မှာရက်တီးနေတဲ့ဒီသူတွေရဲ့မျက်နှာကိုကြည့်ပေးပါဒီကာလဟာကျွန်တော်တိုင်းပြည်နောက်ဆုံးအဆုံးဖြတ်ကာလအဖက်ဖက်ကရုံမှာခန်းနေရတဲ့ကျွန်တော်တိုင်းပြည်တွေကျွန်တော်တို့တွေစီးလုံးဖို့ပဲလို့လို့စီးစီးလုံးလုံးနဲ့တုတ်ပြန်ကြမှာကျွန်တော်နိုင်ုံနိုင်တယ်ဘတုဖီအားမကြောက်စရာအကြောင်းမရှိဘူး